ဒီ internet based ဆိုခံနိုင်ရတဲ့အတွက်ကြောင့်ပေါ့ဒီလူတို့ကဘလောက်ထိစူးစူးဝါးဝါးထိခိုက်မှုတွေကြုံရနိုင်လဲဆက်ဖြစ်လာနိုင်လဲပေါ့ရှင်ဟုတ် အခုဆိုအစိုးရဆုံးအခြေအနေကတော့နံပါတ်1ကအသက်အသက်ကယ်ဖို့အတွက်မမီနိုင်တဲ့ဟာတွေပေါ့နော်အဲအဲ့ဒါကဟိုဟာပေါ့နော်လက်ရှိကျမတို့ဟိုအခုချက်ချင်းကိုပဲကျမတို့ဖြစ်နေတဲ့အနေအထားတွေပေါ့နော်အခုအနေနဲ့ဒီစက္ကဆကအင်တာနက်ထိတ်ချုပ်မှုကိုသူကလက်နဲ့သပွဲသုံးလာတာတလျှောက်လုံးပေါ့နော်ဆိုအခုငလျင်ဘေးမှာလည်းပဲသူတို့ကအဲ့ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနအင်တာနက်ပိတ်ဆို့မှုကြောင့်မလဲပဲပေါ့နော်ခုနမြေပြင်မှာလူတွေက တည်နေနိုင်တယ်ဒီတနက်ပေါ့နော်ကြီးစံမဟုတ်တော့ညာလဲပဲခုနဟိုဒီအသက်ဆုံးရှုံးမှုတွေကဒီအင်တာနက်ပိတ်ဆို့မှုကြအသက်ဆုံးရှုံးမှုတွေကဆက်ပြီးတော့ဖြစ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတွေကကျမတို့ကခုနဟိုအဆိုးအဝါးဆုံးခုနအခုခုလောလောဆယ်အခြေအနေမှာကိုဒါအဆိုးအဝါးဆုံးကျမတို့ဟိုမြင်ဟိုလက်ရှိပြနိုင်တဲ့ဟို impact လို့ပြောရမှာပေါ့နော်လက်ရှိပြနိုင်တဲ့တက်ရောက်မှုတွေဖြစ်တယ်။နောက်ကြံတဲ့တခြားလုံးကဟိုကယ်ဆယ်ရေးအနေအထားမျိုးတွေအကုန်လုံးရောပေါ့နော်လက်ရှိပြန်လဲထူထောင်နိုင်ရေးပေါ့နော်ဒီဟိုပြန်လဲထူထောင်ရဖို့ခုနကတော့ဟိုလူ အင်အားပေါ့နော်ငွေအင်အားဒါတွေဟာခုနကတော့ပြောတဲ့ဒီဆက်သွယ်ရေးကွန်ရက်တွေပေါ်မှာချိတ်ဆက်ပြီးတော့ပဲလောက်ကြရတာဆက်သွယ်ရေးမရှိဘဲနဲ့ပေါ့နော်ဒီအင်တာနက်တွေမချိတ်ဆက်နိုင်မဲနဲ့ဒီလူဒုအင်အားပေါ့နော်လူဒုအင်အားကိုအခြေပြုပြီးတော့ပြန်လဲတိဆောက်နိုင်တဲ့အနေအထားမျိုးတွေကဟိုခုနကရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ကျတော့ဒါကကျမတို့ကမှန်းဆလို့ကိုမရတဲ့ပေါ့နော်ဟိုခုနအရေးအတွက်အားဖြင့်ကောက်လုတ်ပြီးတော့ပြလို့မရတဲ့တရားမှုတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျမတို့ကအခုလောလောဆယ်ပြောနေတာဟိုငလျင်ကိစ္စတခုတည်းကိုပဲပြောနေတာပေါ့နော်ခုနကတော့ဟိုဒီစ ဆက်သွယ်ရေးကွန်ရက်တီချိတ်ဆက်မှုကမဖြစ်မနေကိုလိုအပ်တဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလူတို့ရဲ့လိုအပ်တဲ့ပေါ့နော်အရေးပေါ်ကယ်ဆယ်ရေးတွေလူတို့ရဲ့လိုအပ်တဲ့ချိတ်ဆက်ကွန်တာကိုဘယ်လိုပြောမလဲ community မှာလိုအပ်တဲ့ပေါ့နော်ဟိုအထောက်အကူမှုတွေကိုချိတ်ဆက်နိုင်ဖို့အတွက်ဒီချိတ်ဆက်မှုတွေနောက်တအုပ်နဲ့တအုပ်ဖေးမနိုင်မှုတွေဆိုတဲ့ဟာကအဲ့ဒီ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  system ကြီးတစ်ခုလုံးကကျမတို့ကဒီဆက်သွယ်ရေးကွန်ရက်တီပေါ်မှာပဲအခြေပြုရတာဖြစ်တယ်အခုအဲ့ဒီအခြေအနေတွေကျမတို့လုံးဝရှိမနေဘူးဆိုတဲ့အနေအထားမျိုးကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျမတို့ကအဲ့ဒါကြောင့်မို့လို့မဖြစ်မနေကိုစက္ကစ ကိုတတိုင်းပြည်လုံးမှာရှိတဲ့ဒီ internet ကန့်သတ်မှုတွေ internet ကိုဘယ်လိုပြောမလဲစင်စာဖြတ်တဲ့ကိစ္စတွေနောက်လူလူရဲ့သတင်းအချက်လက်ရပိုင်ခွင့်ကိုချိုးဖောက်နေတဲ့ကိစ္စတွေအများမှန်သမျှကိုတတိုင်းပြည်လုံးအတိုင်းအတာအနေနဲ့ချက်ချင်းချွင်းချက်မရှိဖယ်ရှားပေးဖို့ဆယ်ဖို့နာတရအချက်လက်ခုနမှန်မှန်ကန်ကန်စီစဉ်နိုင်အောင်ကောင်းကောင်းမွန်မွန်ပြည့်ပြည့်ဝဝစီစဉ်နိုင်အောင်လှုပ်ဆောင်ပေးဖို့ဆိုတာမျိုးကျမတို့တောင်းဆိုထားပါတယ်ရှင်ဟုတ်